ါတော့ကျမတို့တွေကဒီသွေးဆုံးပြီးသားပြီဆိုလို့ရှိရင်တော့အခုပြောသလိုပေါ့နော်ကျမတို့အရင်ဗီဒီယိုတွေမှာလည်းပြောခဲ့ပါတယ်အဲ့ဒါလေးတွေကဆိုရှင်ယောဂလေးတွေကထက်လာတက်လာတက်တယ်ပေါ့နော်အခုမှဆိုလို့ရှိရင်ဒါစီးကျိုယောဂတွေဖြစ်လာတယ်နောက်ပြီးတော့မှတခါကျမတို့ရဲ့ gall bladder လို့ခေါ်တဲ့သဲချေအိတ်ထဲမှာကြောက်တွေတဲလာတယ်နော်နောက်ပြီးတော့ thyroid တွေကအပြောင်းလဲတွေဖြစ်လာတယ် cholesterol တွေကတက်လာတယ်ကျမတို့ရဲ့အသေးအဆိုလည်းချောမွေ့မနေတော့ဘဲနဲ့ကျမတို့အဆီတွေနဲ့တက်လာတယ်ဆိုတော့ဒါ aging ပဲပေါ့နော်ကျမတို့အသက်ကြီးလာတာနဲ့အများဒါပြောင်းလဲ ဲလာတာတွေရှိတယ်နောက်ပြီးတော့မှအယိုးအဆစ်တွေမှာဆိုရှင် osteoporosis လို့ခေါ်တဲ့เนาะဥပမာအယိုးလေးတွေဆိုလို့ရှင်တစ်ခုနဲ့တစ်ခုနဲ့ဟိုစာပါလာတာမျိုးအယိုးလေးတွေစိတ်လာတာပေါ့ narrowing ဖြစ်လာတာပေါ့เนาะဒါမျိုးလေးတွေဆိုလို့ရှင်လည်းဒါလေးတွေကလည်းကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ရှင်အဲ့ဒါမျိုးတွေဖြစ်လာတာဆိုတော့ဒါဘယ်သူမဆို aging ကိုတော့ကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ aging ကို undo ဖို့ဆိုတာကတော့ပေါ့เนาะဒါဒီစကလုံးကလည်းခက်ပါတယ်ရှင်เนาะအဲ့တော့ဒါတွေအကုန်လုံးကတော့ဒါမိသူမဆိုပဲကျွန်တော်တို့ကြုံရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အားလုံးကအုံမင်းသွား တဲ့အချိန်မှာကြမ်းကြမ်းမမာနဲ့အုံမင်းမလားနော်ယောဂများစွာနဲ့အုံမင်းမလားဆိုတဲ့ဥစ္စာလေးကိုတော့ကျွန်တော်တို့စဉ်းစားရမယ်ဒါကြောင့်မို့ဘူးဘူးပဆိုးကြမ်းကြမ်းမမာနဲ့အုံမင်းသွားတာကိုပဲကျွန်တော်တို့လူချင်တယ်လို့ထင်ပါတယ်နော်အဲ့တော့ဒီလိုမျိုးအုံမင်းအုံမင်းတဲ့အခါမှာဆိုရင်တော့ခုပြောသလိုပဲစားတောက်တဲ့နေရာမှာလေကျွန်တော်တို့ကျန်းမာရေးနဲ့ညီညွတ်စွာစားဖို့လည်းအရေးကြီးပါတယ်နောက်တစ်ခုကတော့ပေါ့နော်ကျွန်တော်တို့အုံမင်းတဲ့နေရာမှာပေါ့နော်စိတ်ရဲ့ stress ပေါ့နော်အဲ့တော့ဥပမာဆိုလို့ရှိရင်ဒီ stress ကြောင့်လို့လေကျွန်တော်တို့လူတွေက tears are wrinkles တွေထွက်လာတာမျိုးက တယောက်နဲ့တယောက်နဲ့꽈သွားတယ်အဲ့လို꽈သွားတဲ့ခါမှာပဲကျမတို့အုံမင်းရင့်ရော်မှုอ่ะဆိုရှင်ပို့ပြီးတော့มาတိတာတယ်ပေါ့เนาะဒါကြောင့်မလို့ဥပမာဆိုလို့ရှိရင်ဒါ collagen တွေပေါ့ဒါမြည်သူမဆိုပဲအသက်ကြီးလာတာနဲ့အမြ collagen တွေက ထုတ်လုပ်မှုတွေကညော့နေသွားတယ်အဲ့တော့ကျမတို့ဒီ collagen တွေကိုထုတ်လုပ်မှုကောင်းအောင်เนาะဒါဆိုလို့ရှိရင်တော့အိုတော်ညာလဲရုပ်ကတော့ပြိုနေတယ်ပေါ့เนาะအဲ့လိုမျိုးတွေပေါ့အသက်ကတော့ဒီရွယ်ရောက်နေပြီဒါပေမဲ့ဥပမာအသက်80ရှိပြီဒါပေမဲ့ကျမတို့ရုပ်ရည်က60လောက်ပဲရှိနေတယ်เนาะဒါမှမဟုတ်လဲရှိအသက်100ရှိနေပြီ80လောက်ပဲရှိနေ ရဲဆိုတဲ့ဥစ္စာလေးတွေကတော့ဒါခန္ဓာကိုယ်ထဲမှာရှိတဲ့เนาะဒီ collagen တွေထုတ်လုပ်မှုတော့တခြားအာဟာရဓာတ်တွေလိုအပ်မှုတော့ဒါလီလည်းအများကြီးရဆိုင်ပါတယ်အဲ့လိုဆိုင်တဲ့အပြင်ကို ကျမတို့တွေရဲ့ stress ပေါ့เนาะဒီ hormone တွေရဲ့အပြောင်းအလဲတွေကလည်းကျမတို့အများကြီးတွေ့ရပါတယ်ဒါကြောင့်မလို့ဒီလိုမျိုးဟို omin ရင့်ကျော်အောင်ကတော့အဓိကကျမအကြံပေးချင်တာတော့ stress ရော့အောင်ပေါ့เนาะဥပမာ exercise လုပ်မှလာဒါမှမဟုတ်ရှင်ကျမတို့ယောဂတို့လိုမျိုးကစားမှလာဒါမှမဟုတ်ရှင်လည်းကျမတို့ meditation ပေါ့เนาะဒါကျမတို့တရားထိုင်တာမျိုးစိတ်ကိုငြိမ်းနေအောင် ပြုလုပ်တဲ့နည်းတွေလည်းအများကြီးရှိပါတယ်အဲ့လိုနည်းတွေနဲ့လှုပ်လိုက်ခြင်းအပြင်ကျမတို့ခန္ဓာကိုယ်မှာ stress ကြမယ် stress ကြလို့ရှိရင်ကျမတို့ဟော်မုန်းတွေကညိန်သွားမယ်ညိန်သွားမယ်ဆိုလို့ရှိရင်လည်းဒါအရေးကြောင်းနေလို့ကျမတို့အုံမင်းချင်းကျော်မှုတွေကိုတော့ဒါထိုက်တင်သလောက်ကျမတို့တွေကစံစားပေါ့နော်အန်တုနိုင်မှာဖြစ်ပါတယ်ရှင်ဂျန်တဲ့ဥစ္စာတွေကတော့ကျမတို့အတက်နိုင်ဆုံးပေါ့နော် balance diet ဖြစ်အောင်စားမယ်ဆိုလို့ရှိရင်တော့ကျမတို့ခန္ဓာကိုယ်မှာယောဂဖြစ်မှုကလည်းနေပါမယ်အဲ့လိုနေပါတယ်ဆိုရင်လည်းဒါအာပေါ့ယောဂထပ်မတိုးဘူးဆိုလည်းဒါစိတ်ရဲ့ချမ်းသာမှု တစ်ခုပါပဲရှင့်နော်ဒါကြောင့်မလို့အကုန်လုံးကတော့အသက်ကြီးလာပြီဆိုရင်တော့ကျမတို့ဒီ balance diet နဲ့ healthy lifestyle ကိုတော့တတ်နိုင်ဆုံးပြောင်းလဲပြီးတော့မှနေပါလို့တော့အကြံပေးချင်ပါတယ်ရှင့်